ပင်တကဝင်းဆိုတာရိုးရှင်းတဲ့ဒီလို9000ကျပုံစံကိုပြောတာပါ။သူရဲ့တောင်းဆုံး၅ခုဟာတကြီး၅ပါးကိုကိုစားပြုပါတယ်။အပေါ်ဆုံးတော့မှဝိညာဉ်တည်းရှိပါတယ်။ဝိညာဉ်တည်းဟာတခြားသက်တွေကိုလွှမ်းမိုးထားပြီးအမြင့်ဆုံးအတီးရန်။ဓမ္မမဟုတ်ကြားသခင်နဲ့ဆက်သွယ်ခြင်းကိုကိုစားပြုပါတယ်။အပေါ်ညာဘက်တော့မှရေတည်းရှိပါတယ်။ရည်တက်ကစိတ်ခံစားမှုထိုးထွင်းဉာဏ်စိတ်ကူးစိတ်တန်နဲ့တန့်စင်ခြင်းတွေကိုကိုစားပြုပါရယ်အပေါ်ဘေဘက်တောင်းမှလေတက်ရှိပါရယ် လေဒက်ကဉာဏ်ပညာဆက်သွယ်ရေးစိတ်နဲ့ဖန်တီးနိုင်စွမ်းတွေကိုကိုစားပြုပါရယ်။အောက်ဖက်ညာဘက်တောင်မှာမိသက်ရှိပါရယ်။မိသက်ကစွမ်းရင်အလိုဆန္ဒစိတ်အားထက်သန်မှုနဲ့ပြောင်းလဲခြင်းတွေကိုကိုစားပြုပါရယ်။အောက်ဖက်ဘက်တောင်မှာမိသက်ရှိပါရယ်။မြေဒက်ကတည်ငြိမ်မှုမြဲမြံခိုင်မာမှုရုပ်ဝတ္ထုနဲ့ပေါ်ကျွေးဝါခြင်းတွေကိုကိုစားပြုပါရယ်။ဒီသင်္ကေတဟာလူသားတယောက်မတည့်ရနေပုံနဲ့စင်တူနေတဲ့အတွက်လူသားတွေနဲ့မိတ်ဆွေဖွဲ့နိုင်စွမ်းသားစာတပြုပေးနိုင်စွမ်းနဲ့ စာချတူညလာနဲ့ချိတ်ဆက်ပေးနိုင်စွမ်းတွေကိုကိုစားပြုတယ်လို့လည်းယုံကြည်တတ်ကြပါတယ်။ပိုက်တာဂိုယက်ဟာပင်တဂဝန်ကိုတင်ချပိုင်းဆိုင်ရာပြီးပြည်ဆောင်မှုရွှေအချိုးနဲ့ဆက်ဆက်နေတယ်လို့ဆိုခဲ့ပါတယ်။ဒီတင်ကေတာကို မော်ပညာဆိုင်ရာအစီရင်တွေမော်တစိတ်တွေအခမ်းအနားဆိုင်ရာတွေမှာမကြာခဏမြင်တွေ့နိုင်ပါတယ်။စွမ်းအင်စည်းစိမ်မှုရဲ့တင်ကေတာဖြစ်ဒါကိုမော်တစိတ်တွေမှာမကြာခဏထိတ်သုံးလေးရှိတတ်ကြပါတယ်။ပန်တကေဆိုရာကတော့ပင်တဂဝင်ကျင်းအပွင့်ကိုဆက်ဝိုင်းတစ်ခုထဲမှာထည့်သွင်းထားတဲ့ပုံစံဖြစ်ပါတယ်။ ဒီစဝိုင်းကကာကွယ်မှုစီလုံးမှုနဲ့ဖျားသခင်ရဲ့တဘာဝကိုကိုစားပြုပါတယ်။စဝိုင်းဟာပင်တကဝင်ရဲ့စွန့်နေတွေကိုစူးစိပေးတာဖြစ်ပြီးပင်ဘက်ကနေဝေလာနိုင်တဲ့အန္တရာယ်တွေကိုလည်းကာကွယ်ပေးပါတယ်။ဒါကြောင့်ဖန်တက်ကေဟာမောပညာရအလွန်အားကောင်းတဲ့ကာကွယ်ရေးပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။တန်ငါးပါးကိုစဝိုင်းတစ်ခုထဲထည့်ပေးထားလိုက်တာဟာဟန်ချက်ညီမှုနဲ့ပြီးပြည့်စုံခြင်းကိုကိုစားပြုပါတယ်။ဖန်တက်ကေကိုအနောက်တိုင်းမော်ပညာရဲ့အစီရင်တော်တော်များများနဲ့အဆောင်တစိတ်တွေမှာအများအားဖြင့်မြင်တွေ့နိုင်ပါတယ် စွမ်းရည်တွေကိုတန့်စင်ပေးဖို့ဝိညာဉ်တွေကိုဖိတ်ခေါ်ဖို့အကာအကွယ်ရရှိဖို့ကံကောင်းခြင်းတွေကိုဖြစ်စေဖို့ဆိုတဲ့ကိစ္စရပ်တွေမှာအသုံးပြုတတ်ကြပါတယ်။ပင်တဂဝန်ကိုဇောက်ထိုးလန့်ထားတဲ့ပုံစံကိုဇောက်ထိုးပင်တဂဝန်လို့ခေါ်ပါတယ်။ဒီပုံစံရဲ့အဓိပ္ပာယ်ကတော့ရှုပ်ထွေးပြီးသုံးဆွဲတဲ့အဖွဲ့အစည်းပေါ်မူတည်ပြီး꿰ပြပါတယ်။အများအားဖြင့်တော့ဒီသင်္ကေတကိုမကောင်းဆိုးဝါးတွေနဲ့ဆက်ဆက်ပြီးအသုံးပြုနိုင်ဖို့အတွက်သုံးဆွဲတတ်ကြပါတယ်။ဒါကိုစာတန်ရဲ့တဆိတ်လို့လည်းဆိုတတ်ကြပါတယ်။ အနေအမောပညာစီရင်တွေမှာဒီသင်္ကေတကိုအများအားဖြင့်တွေ့မြင်နိုင်ပါတယ်။ဒီအကြောင်းကိုအသေးစိတ်ရှင်းပြနိုင်ပေမဲ့အများမြင်ကွင်းမှာတော့သိမသင့်တော့ပါဘူး။အသေးစိတ်ကိုကျွန်တော်ရဲ့မောပညာသင်တန်းမှာပြောပြပေးပါမယ်။ဒီလောက်ဆိုရင်တော့ဒီတစ်စိတ်အကြောင်းကိုအနေငယ်လောက်တော့သဘောပေါက်ပြီးသင်ပါတယ်။